အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပိတ်သက်တဲ့အားလုံးမင်္ဂလာပါ ကမ္ဘာအကောင်ဆုံးကွင်းလည်အစုဖွဲ့ကိုပိုင်ဆိုင်ထားတဲ့ Chelsea တင်ကဒါပေါ်တူဂီကဘန်ဖီကာကိုအနိုင်ယူပြီးတော့ FIFA ရဲ့ Club World Cup ပြိုင်ပွဲရဲ့ Quarter Final အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်တယ်ဆိုတော့အခုကျွန်တော်တို့ဒါ Chelsea အသင်းနဲ့ပတ်သက်လို့ရှိရင် Chelsea ကဘန်ဖီကာနဲ့ဆိုရင်အမြဲတမ်းလိုလိုဒါအစင်လာကောင်းတွေကိုပိုင်ဆိုင်ထားသလိုဒါ2023 Europa League Final ဆိုရင် Chelsea ကဘန်ဖီကာကိုနိုင်ပြီးတော့ Champion ဖြစ်ပူးတယ်ဆိုတော့အခု ဒီနေ့ပွဲမှာဒါ Chelsea ရဲ့ attacking by a firepower ဘလောက်ရှိလဲ။နောက်အချိန်ပေါ်မှာတယောက်ရှော့သွားသည့်တဲ့အတွက်လည်းနည်းနည်းတော့ကိုပြတ်သွားတာမှန်ပေမဲ့ Chelsea ရဲ့ quality Chelsea အသင်းရဲ့အရေးသွေးကအများကြီးသိတာလေဗျ။ Benfica ရဲ့ဒါဘယ်လိုပြောမလဲဒီကစားမထုတ်ခံလိုက်ရတာလေဒီပွဲအဓိကပေါ့လေ။ဒုတိယပိုင်းဒါ injury minute 60ပြည့်1-1ပြီးသွားတဲ့အချိန်ကြာမှာ ဒါအချိန်ပိုရောက်တဲ့အချိန်မှာသူထုတ်ခံရတယ်ဒီသားမကအမှန်တမ်းပြောရင်တော့ तू က first ဝယ်လို့ကပ်ပဲဒါပေမဲ့ Nicholas ဟိုဘယ်လိုပြောမလဲ automatic ကြောင့်ရတဲ့လုတ်တဲ့ penalty ကနေဟို angle di maria ကိုသွင်းလိုက်လို့ तू က celebrate ဝင်လုတ်တဲ့အခါမှာဒါ walker တခုထပ်ပြခံရတယ်အဲ့နောက်ဆက်တွဲနေတဲ့ second war ဖြစ်သွားချိန်မှာ chelsea ကအချိန်ပိုမှာ total dominate လုပ်ပြီးတော့ completely different game ဖြစ်သွားတာပေါ့လေဆိုတော့ဒီနေ့ chelsea နေ့ပြ anzo marska ကအသင်းရဲ့ခံစစ်မှာအခု ဘဲတန်2ယောက်ဖြစ်တဲ့ခိုးဝဲနဲ့ဘာဒီယာရှိကိုတုံးပြီးတော့ရီချိန်နဲ့မာကူကရဲလာ ကွင်းလေကလာဗီယိုရရဲ့လာဗီယာရဲ့ခိုင်ဆီရိုရဲ့ပြီးတော့မှဒီတစ်ဖက်ကအန်ဇိုမာရက်စကာအန်ဇိုဖာနန်ဒက်စ်ကိုထားပြီးတော့မှခိုးဖာမာနဲ့နက်တိုရဲ့အထောင်ကလီယန်ဒီလက်ကိုထားတယ်ဆိုတော့ဒါကိုကြည့်ကြပြည့်ချယ်ဆီကအခုနောက်ပိုင်းမှာ proper ควินเล3ယောက်ကိုထားတယ်လာဗီယာရဲ့အန်ဇိုရဲ့ခိုင်ဆီရိုရဲ့3ယောက်ကတကယ်ဒီနေ့ဘွဲမှာဆို voices ခိုင်ဆီရိုကမန်နိုဂျမန်ရှာတယ်တကယ်လည်းကောင်းနေဒီသားမကတကယ် quality ကျွန်တော်တော်တော်သဘောကျသူ့ကိုကျွန်တော်ကြိုက်တာကတောင်အမေရိကချယ်ဆီควินလည်းကအဲလာဗီယာတယောက်ပဲနည်းနည်းပြော့တာပြော့တယ်ဆိုတော့လေသူက injury ဖြစ်လို့ဒါပေမဲ့ခိုင်ဆီရိုကိုကြည့်လိုက်တောင်အမေရိကသားဖြစ်တော့အယံပါတယ်အန်ဇိုဖနက်တစ်ကလည်းအယံပါတယ်ဒါအခုဒါ Chelsea တွင်းသွားတဲ့ကိုကတော့ဒုတိယပိုင်းမှာရတာပေါ့လေ rechain rechain ကနောက်တစ်ချက်ကတော့ free kick တော်တော်လေးကောင်းတယ် ်ချက်စီကိုပြီးခဲ့တဲ့ရာသီမှာလည်း free kick တွေတွေ့နေဒီလုံးကဒါမှန်တိုင်းပြောရင်တော့ဂိုးသမားတယောက်ရဲ့ angle နဲ့ဆိုရင်တော့မပေးသင့်တဲ့ခိုးပေါ့လေသူ့ပဲချမ်းကနေခွင်းသွားတယ်ဒါပေမဲ့ဂိုးသမားလုံးဝမထင်အောင်လို့ reaching ကလှလှပပကန်ပြီးတော့ဥဆောင်ကိုတွေ့နေအဲ့လုံးကတကယ့် quality ကိုဖြစ်ပြီးတော့တွင်းသွားတဲ့အချိန်ကဒုတိယပိုင်းဒါဘယ်လိုပြောမလဲဒီ60 64လောက်မှာထင်တယ်ဟိုဘက်ခဆောင်းဆောင်းကရတာကိုလက်လက်ပပကန်သွားတယ်ပွဲကတော့အမှန်တမ်းပြောရင်တော့ချက်စီကပွဲပွဲလဲပွဲကျန်းတာလဲပါတယ်ဘန်ဖီကာကဒီပထမပိုင်းမှာတည်း ဒီပွဲပေါ်နေမိနစ်60အပြည့်မှာတင်ဒါအဝါကတ်ဒါစုစုပေါင်း9ယောက်ရှိပြီးတော့ Chelsea က1ယောက်နောက်အချိန်ပေါ်မှာ Chelsea က2ယောက် Benfica က2ယောက် ့ဒီပွဲမှာဝါကက်တွေပြူပြန်နေတာပဲဒီနေရာမှာเชลซีအတွက်ဒါဘယ်လိုပြောမလဲတကိုးတည်းနဲ့နိုင်ပြီးတော့ quarter final ကိုခြေလှမ်းနေရင်မှာ Nick D Nicholas Otamendi ခေါင်းတိုက်လို့မှာ Malukuso အဲ့ဒါလေဗျာအဲ့လိုမျိုးအလုံးတွေ penalty ကျွန်တော်မကြိုက်ဘူးဒါပေမဲ့သူတို့ကတော့ natural position ပုတ်ဘူးလက်ကလေထဲရောက်နေတယ်ဆိုတော့အချက်ကိုကြည့်ပြီးတော့ကွင်းလေ Slovenia Danji က penalty ပေးတယ် အန်ဂယ်ဒီမာရီယာကကံသွင်းတယ်ဒီမာရီယာဆိုရင်ဒီကလပ်ဝေါကပ်မှာသူ၄ဂိုးသွင်းတာလေဒါပေမဲ့အကိုလုံးကပယ်နတီကအကြီးပဲကံသွင်းထားပြီးတော့ဒါအခုလက်ရှိမှာ Chelsea အသင်းကတကိုးစီတေချသွားတယ်အဲ့ကဒီမှာဆင်အဆုံးတက်ပါပဲဒါဘယ်လိုပြောမလဲဆိုတော့ Chelsea ကအချိန်ပိုရောက်တဲ့အချိန်မှာဟိုဘက်က Benfica ကတယောက်ထုတ်ခံလိုက်ရတယ်အဓိကတော့သူက follow through ဖြစ်သွားတာဘလုံးချော်သွားပြီးတော့မှ ောလို့သူဖြစ်တဲ့ခါမှာ second yellow card ဖြစ်ပြီးတော့သူထုတ်ခံလိုက်ရတယ်အဲ့မှာလုံးဝ Chelsea က different level ဖြစ်သွားတယ်ပထမ goal ကတော့ဒါ Christopher Ankuku တွင်းသွားတယ်တွင်းသွားတဲ့အလုံးကဂိုးသမား bounce ဖြစ်သွားတယ်ဂိုးသမားလေးနည်းနည်းညံ့လာလဲပါဟိုဘက်ကကန်လိုက်တဲ့အချိန်မှာဂိုးသမားဖမ်းတယ်ဖမ်းတဲ့အချိန်မှာမတည်မတက်ပြန်ထွက်တဲ့အချိန်မှာအဲ့ဒါကို Nicholas Otamendi ကပြန်ပိတ်ပြန်ဖြတ်ပေမဲ့ အန်ဇိုဖရန်ဒက်စ်ကွတ်တီရှိအန်ဇိုတော်ဖြစ်တယ်ဝိုက်ဆက်ဒီခရစ်စတိုဘာအန်ကူကူရှိတယ်အန်ကူကူကန်သွင်းပြီးတော့ဂိုးသမားနေပြစေကွင်းထဲတွေပါရောက်ပြီးလုံးဝအောက်ဘွဲခံပြီးဖြစ်သွားတယ်အဲ့ဒါက break through ကို Benfica အဲ့ချိန်ထိတောင်းလျှောက်ပိတ်ခံပြီးတော့မှ၁၀၈မိနစ်မှာသူစသွင်းပြီးတော့မှဇက်တိုက်ပေးဝိုက်ဆက်ခိုက်စီတိုဖန်တီးပေးတာကနေဖက်ဒရိုနက်တိုကလူချုံထောင်ချောက်ကိုလွတ်ထွက်သွားပြီးတော့မှဒီသွင်းပြင်းတဲ့ quality ကိုတကုတ်နဲ့အဆုံးသတ်မှာခိုးဖာမာရဲ့တကစ် quality pass ကနေပဲ ဂျူဘလီဟော့ကန်တွင်ပြီးတော့တတိယကိုထပ်သွင်းတယ်ဆိုတော့အချိန်ပေါ်မှာချက်စီ၃လုံးသွင်းသွားတယ်ဒီနေရာမှာခိုင်ဆီတို့ကတော့ဒီပွဲရဲ့မန်နော့ဒမရာရှိခဲ့သလိုချက်စီတင်ရဲ့ဖေးစီနောက်တစ်ခုကလေနက်တူကတော်တော်ကောင်းတယ်ဟုတ်လားဟူဗာဟန်တာမာရဲ့ quality ဖြစ်ကစားမဖြစ်တဲ့သူ injury ဖြစ်နေသောသာသူ့ကိုအဲ့လောက်ထိဒါလူတွေကအဲ့လောက်အထင်မကြီးပြင်မဲ့ underrated player တကယ် quality player နက်တူဟာ up and down ကောင်းကောင်းလုပ်နိုင်တယ် worry ကောင်းတယ်လက်ဖလာ right လာဘာမှပြောစရာမရှိဘူး ဒါ Chelsea အသင်းကတော့အခုဒီ Benfica ကိုဂိုးပြက်နိုင်ပြီးတဲ့နောက် Club World Cup ရဲ့ quarter final တက်သွားပြီးတော့သူတို့ကအခုဟိုဘက်က Botafogo ကိုနိုင်တဲ့ Palmeiras နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့မှန်တိုင်းပြောရင်တော့ Chelsea ကဒါအရင်တော့ကလေ Club World Cup final ပေါ့လေဒါအဲ့တုန်းက Palmeiras ကိုနိုင်ပြီး champion ဖြစ်လို့အခုလေဒီချိန်နိုင်ရင်တော့သူတို့ semi final ကိုတက်ရောက်ခွင့်ရမှာဖြစ်ပြီး Anzo Mars ကအသင်းက နောက်ထပ်ပုံစံကောင်းကိုပြသပြီး semi final တက်ဖို့ခွင့်ရထပ်ပေါ်လာပါပြီဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်